ငလျင်ကြောင့်၃လပြည့်ခါနေမှာ dead body ပြန်တွေ့ခဲ့ပြီးမှမပြည့်စည်ပဲအကောင့်အတိုင်းရှိနေတဲ့ LBU ဖောင်တာဆရာအကကျော်မန္တလေးမြို့အောင်မြေသားဇံမြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားကစစ်တပ်အမြင့်ရှိတဲ့ Sky Villa Condo ပြိုကျကျုံဝင်သွားပြီးတော့မြေပေါ်မှာခုနှစ်ထပ်သာကျင်းခဲ့ပါတယ်။ Condo စစ်တပ်ထံမှာလေးချက်လောက်ကမြေထဲကျုံဝင်သွားတာဖြစ်ပြီးတော့လူအများအပြားပိတ်နေကတိုက်ဆုံခဲ့ကြပါတယ်။မက်ဂျီလာ28ရက်မွန်းလ12:40ဝန်းကျင်မှာပြည်အမြင့်ငလျင်လောက်ခတ်ခဲ့ပြီးတော့စကိုင်းမန္တလေးအပအဝင်နိုင်ငံတော်မှာငလျင်တန်းခန်းစားခဲ့ ရပါတယ် ငလင်ချမန္တလေးမြို့အနှံ့အဆောင်အများပြပြိုကြပြီးတော့တချို့မိလောင်တွေကဒီကိုက်သေဆုံးသူတွေရှိခဲ့ပြီးအဆိုးဆုံးကတော့ Sky Villa Condo ပဲဖြစ်ပါတယ်။သေဆုံးသွားသူတွေထဲမှာတချို့ကပျက်စီးမဆုံးလို့မကင်လိုက်ရတဲ့သူတွေအများကြီးပါပဲရှင်။ဒါကြောင့်မသေးသင့်မဲ့သေသွားခဲ့ရတဲ့သူတွေလည်းအများကြီးရှိနေခဲ့ပါတယ်။အများစုကပညာတတ်တွေချမ်းသာတဲ့တထေးတွေအများဆုံးပါပါတယ်။ Sky Villa Condo ရဲ့ကမှ LBUF Founder ဦးအကာကျော်လည်းအပါအဝင်ပါပဲရှင်။မန္တလေးမြို့ Sky Villa ပြိုကျမှုအကြံမှာအခန်းနံပါတ် G4 မှာပိတ်မိနေခဲ့ပြီးတော့ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကမှ Dead Body ကိုပြန်တွေ့ခဲ့ ရသူကတော့ LVU International College တည်ထောင်သူကိုအကကျော်ပဲဖြစ်ပါတယ်။ကွန်တိုအောက်မှာကေဆေးစတင်လုပ်တဲ့အချိန်မှာကေဆေးသမားတွေကဆရာအကကျော်ကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်ရှင်။ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ကေဆေးခွင့်မကြုံခဲ့ရပါဘူး။ဆရာအကကျော်ကကေဆေးသမားတွေစီကိုရေးစားလို့ရင်းလန်းတောင်းပြီးသူ့ကိုပဲတော့လာကဲမလဲဆိုပြီးမိလိုက်သေးတယ်လို့လည်းဆိုပါတယ်။စကိုင်းဘီလာစပြောတော့သူ့ကိုတွေ့ဆုံခဲ့ကြတဲ့ကေဆေးသမားတချို့ရှိခဲ့ပြီးတော့သူကကေဆေးသမားတွေကိုတွေ့တော့ကျွန်တော်အခက်နာမဲ့ဂျီဖော့ကအကိုအကကျော်ပါဘယ်တော့လာခေါ်မလဲလို့မိပြီးတော့ရေးတောင်းတောက်ခဲ့ပါတယ်ရှင်။ဒါပေမဲ့နောက်ပိုင်းကေဆေးမှု တွေမှာတော့သူ့ကိုကယ်တင်နိုင်ခြင်းမရှိခဲ့သလိုဓာတ်ပေါ်တွေကိုလည်းရရှိခြင်းမရှိခဲ့တာဖြစ်ပါတယ်။အခုတော့နှစ်လကျော်ကြာဂျွန်လ၁၄နှစ်မှာတော့ဓာတ်ပေါ်တွေကိုရရှိခဲ့ပါတယ်။မိခင်ဖြစ်သူကတားလေးအနာမေကြီးလာစောင့်နေမှသိလို့စောစောစီစီမပြတ်စီပဲနဲ့အကောင့်တိုင်းလေးပြန်တွေ့ရပါပြီ။ဘာမှမပိမဖိပဲနဲ့အကာကွယ်လေးအောက်မှာသူ့ကိုယ်သူကာကွယ်ရင်းနဲ့ချုပ်ခွင့်မရခဲ့လို့ဆုံရှုံလိုက်ရပါတယ်။မိခင်ကိုလှုပ်ကျွေးနေတဲ့သူတော်ကောင်းလေးပညာတဏှာတွေလှုပ်နေတဲ့သူတော်ကောင်းလေးအလူရရောတဲ့သူတော်ကောင်းလေးလူတွေကိုတနာကျင်နာတက်တဲ့သူတော်ကောင်းလေးရေမြင့်မြတ်ဆုံးဘုံဘဝကိုရောက်ရှိပါပြီလို့မိကြီးယုံကြည်ပါတယ်ဆိုပြီးတော့ ော့စိတ်မကောင်းစွာပြောခဲ့တာကိုတွေ့ရပါတယ်။ကိုအားကကျော်တဲ့ယင်းသူတို့ကလည်းပုတ်ဆွေးတာမျိုးမရှိပဲလူကောင်းပကတိအတိုင်းအသားရည်နည်းနည်းလေးချပြီးညှိုးသွားတာလေးတော့ပဲရှိပါသေး။အကာကွယ်တောင်လေးတန်းမှာခွတ်ခွေးလေးထိခိုက်ဒဏ်ရာတော့မရှိပါဘူးလို့သိရတယ်ဆိုပြီးတော့ပြောခဲ့ပါသေး။ဇာကိုအကာကျော်ကမကြခင်ရက်ပိုင်းကျွန်မပဲသူ့ရဲ့မွေးနေ့မွေးရက်ရောက်လာတော့မှဖြစ်ပြီးတော့မွေးနေ့နာနီမှပဲဇာကိုတွေ့ရတယ်လို့စိတ်မကောင်းစွာသိရပါတယ်ရှင်။